မန်ယူသည်နဲ့ပြန်လည်ပေါင်းစည်းနိုင်မယ့်အခွင့်အရေးကိုညှင်းပယ်လိုက်ပြီးဖြစ်တဲ့ဒီဂီယာပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမန်ယူကိုယ်တော်မဟောင်းဒီဂီယာကသူ့လက်ရှိကစားနေတဲ့ဖီအိုရန်တီနာနဲ့တနင်္လာစာချုပ်ချုပ်ဆိုတာကြောင့်ယခုရာသီအကုန်မှာအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားတာဖြစ်ပါတယ် ီဂီယာကဖီယိုရန်တီနာမှာကစားခဲ့တဲ့ဒီတရားဒီအတွင်ထိတ်တန့်အဆင့်လက်ဆွမ်းနဲ့အာအာတင်စရာကောင်းလာတဲ့ဂိုးပေါက်ကာကွယ်မှုတွေကိုတောက်လျှောက်ပြုလုပ်ပေးနိုင်ခဲ့တာပါ။ဒါကြောင့်ဖီယိုနဲ့စာတုပ်သက်တမ်းကုန်ဆုံးချိန်မှာဒီဂီယာကမန်ယူနဲ့ပြန်လည်ပူးပေါင်းနိုင်တယ်ဆိုတဲ့ခန့်မှန်းမှုတွေကလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဒီဂီယာနဲ့ဖီယိုရန်တီနာရဲ့အကြောင်းမှာစာတုပ်အသစ်ကိစ္စအထက်မှန်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးဒီဂီယာက Flores မြို့မှာနောက်ထပ်ဆက်နေဖို့အတွက်တဘောတူညီမှုရရှိသွားခဲ့ပြီလည်းဖြစ်လို့မန်ယူနဲ့ဒုတိယအကြိမ်ပြန်လည်ပေါင်းစည်းရေးဆိုတဲ့အိမ်မက်တွေကလည်းအဆုံးသတ်သွားခဲ့ရပြီဖြစ်ပါတယ်။ အခုဆိုရင် Champion League Final ပွဲလည်းပြီးဆုံးသွားခဲ့ပြီဖြစ်လို့2024 2025ဘောလုံးရာသီကကလကာချသွားခဲ့ပြီလို့ပြောရမှာပါဒီနှစ်ဘောလုံးရာသီမှာတော့ Man U အသင်းကအစိုးရစရာကောင်းတဲ့ကာလတွေကိုဖြတ်တန်းခဲ့ရပါတယ်အထူးသဖြင့် Man U အသင်းရဲ့အတိုက်စစ်ပိုင်းကထုံးစံအတိုင်းအပြုံးချမ်းခဲ့တယ်လို့ခန့်စစ်တဲ့ကိုသမားကလည်းထုံးစံအတိုင်းလာတကိုဖုံးတကိုဖြစ်နေရပါတယ်အထူးသဖြင့် High Line နဲ့ Onana တို့နှစ်ယောက်ရဲ့ညံ့ဖြင်းလွန်လှတဲ့စွမ်းဆောင်ရည်တွေကဘောလုံးရာသီနှစ်ခုကုန်ဆုံးသွားတဲ့အချိန်အထိ တိုးတက်ပြောင်းလဲလာခြင်းမရှိသေးပါဘူး။ဒါကြောင့်မန်ယူပရိသတ်တွေကလည်းဒီနေရာကိုအတော်လေးစိတ်ပြတ်နေကြသလိုဘုံအဖွဲ့ကလည်းဒီနေရာအပေါ်စိတ်ရှည်တီးခတ်မှုတွေကုံဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒီကြားထဲမှာဒီဂီယာနဲ့ဖီအိုရန်တီနာတို့အစားကြုပ်သက်တမ်းထပ်တိုးဖို့ဖြစ်နိုင်မဖြစ်နိုင်ဆိုပြီးအချိန်တစ်ခုကြာကြာနေရတာကြောင့်ပရိသတ်တွေကဒီဂီယာကိုအသေးအထန်ပြန်လဲခေါ်ယူစေချင်နေကြပါတယ်။မန်ယူပရိသတ်တွေရဲ့ဘဝကလည်းကန့်ဆိုးလွန်ပါတယ်။လီဗာပူး၊မန်စီးတီနောက်ပိုင်းအာဆင်နယ်တို့ဆိုရင်ဂိုးသမားတွေကိုအပြောင်းအလဲပြုလုပ်ပြီးတော့နောက်တစ်ဆင့်ကိုတက်လှမ်းရရှိသွားနိုင်ကြပြီဖြစ်ပေမဲ့ ်မန်ယူအသင်းကတော့ဒီကီယာကစွီပါကီပါမကစားနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ခြေစုံကတ်ထုတ်ပြီးစွီပါကီပါဂိုသမားအိုဒနာကိုခွဲယူလိုက်တာပါအသင်းကပို့ပြီးဆိုးရွားလာကကြောက်ထဲပါပြုတ်ချသွားခဲ့ရပါတယ်ဒါကကိုခေါ်ယူမဲ့ဂိုသမားအပေါ်ဒေချာလေး analysis မလုပ်ပဲခေါ်ယူခြင်းကြောင့်ဖြစ်ပါတယ်ကရုံးတဟကသူ့တစ်ပတ်ဟောင်းတွေကိုယုံတယ်ဆိုတဲ့အញ្ញံဖြစ်လို့နဲ့စိတ်ထားကြောက်မန်ယူအသင်းလဲ၅ပါးတဲ့မကတန်ကာစင်ပါပါမောက်ခဲ့ရပါတယ်မန်ယူပြည်သက်တွေကတော့ဒီကီယာကိုမန်ယူနဲ့ဒုတိယအကြိမ်ပူးပေါင်းလာနိုင်မလားဆိုတာမျှော်လင့်တဲ့ကြည်နဲ့စောင့်ကြည့်ခဲ့ကြပါပဲ။အခုဆိုရင်တော့အသေးသေးရည်တော်ဖြစ်သွားခဲ့ရပါပြီ။ ဒီကရာကဖီအိုရနီနာပါပဲနောက်ထပ်ဆက်နေဖို့အတွက်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်မန်ယူမှာဆယ်နှစ်နှစ်ကြာကစားခဲ့တဲ့တော့ကလက်ဆွမ်းကောင်းတွေအတိုင်းပဲဒီဂီယာကဖီအိုရန်တီနာမှာကမ္ဘာအဆင့်ဂိုးပေါက်ကာကွယ်မှုတွေကိုဆက်လက်ပြသထားနိုင်စေဖြစ်တာကြောင့်ဖီအိုဘက်ကလည်းဒီဂီယာကိုအသဲမှာဆက်ခေါ်ထားဖို့အတွက်သဘောတူညီမှုပေးခဲ့တာဖြစ်ပါတယ်။ဒီဂီယာနဲ့စာချုပ်အသစ်ထပ်မံချုပ်ဆိုနိုင်ခဲ့ခြင်းနဲ့ပတ်သက်လို့ဖီအိုရန်တီနာဘက်က ACF ဖီအိုရန်တီနာသည်ဒေးဗစ်ဒီဂီယာ၏စာချုပ်တက်တန်းကို2028ခုနှစ်ဇွန်လ30ရက်နေ့အထိတက်တန်းတို့ကြောင့်ကျင်းပတဲ့အတွက်ဝိုင်းမြောက်မိပါသည်။ စပိန်ဂိုးသမားတွေလွန်ကဲသည့်နွေရာသီကအက်တလတ်တီကိုမက်ဒရစ်နဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့အတွက်ကစားပေးခဲ့ပြီးကလပ်တို့ရရှိလာခဲ့သည်၎င်း၏ပထမရာသီတွင်42ပွဲကစားက17ပွဲကကလင်းရှိရယူနိုင်ခဲ့သည်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီရာကဖီယိုရက်ဒီနာနဲ့စာချုပ်တက်တန်းထပ်တိုးခဲ့ခြင်းအပေါ်မှာဘရူနိုဖာနန်အက်စ်ကနံပါတ်1ပဲလို့အမှတ်ချက်ပေးခဲ့သလိုရက်ဖိုးစ်ကလည်းနှလုံးသားပုံအီမိုဂျီတွေနဲ့ဒီဂီယာရဲ့ Instagram post အောက်မှာ comment ပေးခဲ့ပါတယ်ဒီဂီယာရဲ့မန်ယူအသင်းဖော်ဟောင်းနေဖြစ်ကြတဲ့မာတင် ပါရဲရာနဲ့အီဂါလိုလိုကလည်းဒီဂီယာရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံကြောင်းဝင်ရောက်ပြောကြားထားခဲ့ပါတယ်။ဒါကြောင့်ဒီဂီယာကမန်ယူနဲ့ပေါင်းစည်းဖို့မရှိတော့ပါဘူး။လက်ရှိမှာမဖြစ်နိုင်တော့ပါဘူး။မန်ယူအသင်းရဲ့ကိုးပေါ်မှာဘယ်ကိုသမားရောက်လာနိုင်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ပရိသတ်များရဲ့အမြင်လေးတွေကိုလည်းပြောပြခဲ့ကြပါအောင်ဗျ။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။